လိန်တန်းအေးပြားမှာဆေးထိုးတာနဲ့ပတ်သက်ပြီးတော့အမေးများဆုံးဘယ်နှမျိုးရှိလဲဆိုပြီးတော့မိကွန်းနေမိနေကြရဲ့အတွဲဒီဗီဒီယိုနဲ့ပြပြပေးမှာမဟုတ်လို့ဆရာမဟုတ်လေစေးထိုးတာကလည်းဘယ်နှမျိုးရှိလဲပေါ့နော်ဒါဒီအမေးများနေရဲ့၄50ဦးလောက်တော့မကဘူးပေါ့နော်အဲခဏခဏလာမိနေလို့ပါရှင်အဲ့တော့ဆေးထိုးထားတာကတော့ရှမ်းအုံးစီလို့ပြောတယ်ခေါ်တဲ့ဆီလီကွန်ထိုးတာအရေပြားတဲ့ကိုအုံးစီလိုမျိုးစေး 2cc 5cc 10cc အဲ့လိုထိုးထည့်ထားတယ်ဆီလီကွန်ခေါ်တဲ့အရာထိုးထည့်တာဖောင်းပြီးတော့ဒီကောင်တင်းကျပ်ပြီးတော့ပြောလိုက်ဆိုအဲ့ဒီအရေပြားကို ပုံမှန်နော်မယအကောင်ဆီထိုးပြီးတဲ့ခါမှာအဲ့ဒီထိတ်ကွန်းသီးလုံးကိုငုံသွားတာအဲ့တော့ဆွဲချလို့အရေပြောက်ဆွဲချလို့မရတာအဲ့ထိုးပြီးတော့အဲ့ဒါပေါက်ထွက်တာပြီးလို့ရင်ထွက်တာအဲ့ဒါဆီလီကွန်းနောက်တစ်ခုရှိသေးရဲ့ P shot filler filler ကြတော့ဈေးကုန်မီတွေကနေ hydronic filler ဆိုရဲဒီနှကန်းအောက်ကိုမြေသမီးတွေ filler ထိုးတယ်လို့မထိုးတဲ့ acid လေးပဲအဲ့ဒီကောင်ထိုးတာရှိတယ်ဒီကောင်ကတော့တနည်းခွဲနေသူ့လိုအော်တိုနော်မယ်ဆက်ကဒီတိုင်းဆိုဒီတိုင်းပဲပြန်ဖြစ်သွားတယ်နော်အဲ့တော့ပြန်ပြန်ပြီးဖောင်းကျင်တော့ပြန်ပြန်ထိုးပေါ့ကွယ်ဆိုလိုချင်တဲ့သိပ်ပဲကတော့ P shot ဆိုတာကတော့ကြာကြာဆက်ဆံနိုင်ဖို့ဟိုဟို ဘယ်လိုပြောမလဲခွန်အားကောင်းဖို့ကြာကြာတောင်မှနိုင်ဖို့ဆိုတဲ့အနေအထားမျိုးနဲ့ထိုးကြတာပီရှော့တွေဖီလာတွေရှိတယ်ဆီလီကွန်ရှိတယ်ဘယ်လိုပုံစံတွေဘလင်ယာတွေမှာဘယ်လိုတက်ကြမ်းတဲ့ဆရာဝန်တွေနဲ့ထိုးပြီးတော့ဘယ်လိုရလက်တွေရလဲဆိုတာကတော့ဒီထက်ကြည့်နေတဲ့ငါအကိုတို့ရဲ့ရွေးချယ်မှုပဲဆရာမရဲ့အကောက်ကတီချယ်စုကြီးမှာလည်းမျှဝေနေတယ်ချီစုကြီးမှာလည်းလေး အဲ့ဒါနိုင်တယ်လားအောက်တရားများနေရတော့ပေါ့နော်မျှဝေပေးနေပါတယ်ရှင်အဲ့တော့ဆေးထုတ်ရာသည်တစ်ခုနဲ့တစ်ခုကမတူညီဘူးကောင်းကျိုးတွေဆိုးကျိုးတွေရှိပါတယ်အထူးသဖြင့်ဆီလီကွန်ရှမ်းဟုံးစီလိုဟာမျိုးမထိုးပါနဲ့ဒီကောင်တွေထိုးပြီးတဲ့ခါမှာပြဿနာပေါင်းများစွာဖြစ်လာပြီဆိုရင်ကက်ပဲအိတ်ကိုငုံပြီးတော့ချုပ်ရတဲ့အစားထိုးအသားအစားထိုးချုပ်ရတာရှိတယ်ရိုးသမေရိုးကြဖြစ်ုံလေးဆိုရင်ခွဲထုတ်ချစ်ချလိုက်ရင်နပြီးပေမဲ့တချို့ကျတော့လည်းအစားထိုးပြီးတော့ဒီကက်ပဲထဲကိုထည့်ပြီးငုံချုပ်လိုက်ရတဲ့အနေအထားတွေအများကြီးရှိတာမို့လို့အဲကိုယ့်ရဲ့ရွေးချယ်မှုမမားဖို့လိုအပ်တယ်ဒီကောင်ကအစားထိုးလို့ရတဲ့အရာမျိုးတွေအတွက်ဘာမှမဟုတ်တဲ့ငွေလေးကို ုချွေးကြံချွတာပြီးအရက်ကွက်ထိုးထိုးတာမျိုးတွေအဲစိတ်တောက်ဖို့ supplement တွေတောက်ဖို့အားစေးတွေဓာတ်စာတွေတောက်ဖို့နှမျောလို့ဆိုပြီးတော့တပွဲလို့တွေကိုတုံးလိုက်တဲ့နောက်ဆက်တွဲမှာနေဟိုမောပန်းလာတာပန်းညှို့တာလုံးဝရသက်ပံဖြစ်သွားတာတွေတော့အများကြီးရှိတာဆရာမဒီမှာနေ့စဉ်နဲ့အမြ Viber call တွေမှာမနေ့9နာရီကနေညနေ9နာရီချီတောက်လျှောက်ဖြည့်ပေးနေပါတယ်ရှင်အဲ9နာရီနောက်ပိုင်းဆိုရင်ဆရာမရဲ့ဝန်ထမ်းတွေ admin တွေကပြန်တဲ့အချိန်လေးဖြစ်တော့အဲ့နောက်ပိုင်းဆိုတိတ်မကြည့်ပြတော့ဘူးညပိုင်းဆရာမကျမ်းမာရင်တော့ဆရာမကလည်းညပိုင်းကြည့်ပေးရမျိုးတွေလည်းရှိပါတယ်အဲ့တော့မနေ့9နာရီနဲ့ညနေ9နာရီတွေမှာလာရောက်မေးမြန်းပါအမျိုးသား ဒီမျိုးသားတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်နှစ်မျိုးလုံးမှာလာရောက်မေးမြန်းလို့ရပါတယ်ရှင်ဂျေစုတင်ပါတယ်နံပါတ်တွေတင်ထားရနော်099 446 162 0256961အဲ့နံပါတ်တွေမှာဆက်သွယ်မြန်းဖို့အကြံပြုပါရစေရှင်။အာဆရာမနံပါတ်တွေနဲ့လူလိုင်းတွေလက်ရှိတာမို့လို့တစ်ချက်တော့သတိထားစေချင်ပါတယ်ရှင်။နံပါတ်မှန်ရိုက်ထည့်ပြီးမှပဲလာရောက်မြန်းပေးပါနော်။